ခုတစ်ခါသတင်းအမှားများကိုတိုက်ဖြတ်ခြင်းအစီအစဉ်ကနေအလဲကျတာကတော့မလာထဲမှာဘလို့သတင်းမှားတွေပြန့်နှံ့ခဲ့လဲဆိုတာကိုသုံးသပ်သွားမှာပါမလာထဲမှာတော့လက်ကုံပိုင်းမှာဖြစ်ပွားခဲ့တဲ့ငလင်လောက်ခတ်မှုကအဆိုးရွားဆုံးဖြစ်ခဲ့တယ်လို့သိဆုံးမှုလည်းကြီးမားခဲ့ပါတယ်ငလင်လောက်ခတ်ပြီးနောက်ဆက်တွဲသတင်းတွေမှာ AI နဲ့ဖန်တီးထားတဲ့ရုပ်သံဖိုင်တွေအခြားဖြစ်စဉ်ကရုပ်သံဖိုင်အဟောင်းနဲ့ပုံဟောင်းတွေပြန့်နှံ့ခဲ့ပါတယ် တော်လိုင်းနဲ့ဆက်ဆက်တဲ့သတင်းမာတွေဖြစ်ချင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ဆုံနေဆိုတဲ့သတင်းအမှားတိုင်းဒါလက်နက်ကင်၄ဝက်ရဲ့စာမျက်နှာတွေကို Facebook ကဖျက်ချလိုက်တဲ့ဆိုတဲ့သတင်းအမှားအိန္ဒိယနယ်စပ်မှာရှိတဲ့ Cookie PDF scan ကိုဘုံကျဲရှင်းလင်းနေဆိုတဲ့သတင်းမာတွေပြန့်နှံ့ခဲ့ပါတယ်။ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ရာမ9000ဖမ်းဆီးရမိတဲ့သတင်းနဲ့ပတ်သက်ပြီးနောက်ွယ်ကကျူးလွန်သူအဖြစ် Arakat တပ်တော် AA ကပြုလုပ်တယ်လို့ဖြန့်ဝေနေတယ်လို့စစ်ကောင်စီတပ်လက်အောက်ခံတွေပါလို့လဲမျိုးမျိုးဖြန့်ဝေတာကိုတွေ့ရပါတယ်။ KND ရဲ့ပညာရေးစင်တာအမေရိကန် page အတူအကြောင်း မတ်16ရက်နေ့ထိုင်းပြည်ခံတူးခဲ့သူကိုမြန်မာလူမျိုးဖြစ်တဲ့အကြောင်းသတင်းအမှားတွေကိုလည်းဖော်ထုတ်ခဲ့ပါတယ်ရွေရောက်တာနဲ့တောက်သုံးရီရှာပါခန်းချမှုဖြစ်စဉ်တွေဖြစ်တဲ့ဆိုပြီးဒေသခံတွေရဲ့ယုံကြည်မှုအရာနိုင်ရီကံမှာရေခတ်တဲ့ဖိုင်နဲ့ဖြန့်ဝေတာကိုလည်းတွေ့ရပါတယ်။နောက်တစ်ခုကတော့ကြိုက်ထီးဦးတောင်ပေါ်ကရွှေနန်းကျင်ရုပ်ထုဆိုပြီးအခြားနိုင်ငံကရုပ်တံဖိုင်ကိုဖြန့်ဝေတာလည်းတွေ့ရပါတယ်။ နိုင်ငံတကာသတင်းတွေပတ်သက်ပြီးယူကရိန်းသမ္မတကိုပြည်သူတွေကဥညွတ်ကြိုးဆိုရဲဆိုရဲရုပ်သက်ဖိုင်ဟောင်းပြန့်နှံ့ခဲ့ပါတယ်။ရာသီဥတုတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ရင်တော့ငလင်းအကြောင်းပြမြမအပါဝင်အရှိတောင်အာရှကိုအပူတိုင်းဖျက်မယ်လို့ဖြန့်ဝေထားတဲ့သတင်းအမှားလည်းပြန့်နှံ့ခဲ့ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဆွေးနွေးပွဲတစ်ခုမှာကျမ်းမာရေးနဲ့ပညာရေးမှာသူ့အနေနဲ့ငွေပုံအောင်သုံးစွဲခဲ့တယ်လို့ပြောဆိုခဲ့ပေမဲ့တကယ်တမ်းကျမ်းမာရေးနဲ့ပညာရေးသုံးစရာဟာအာဏာသိမ်းမှုကြိုးပမ်းခဲ့တဲ့2022ခုနှစ်ကစလို့တဖြည်းဖြည်းညွန်နေလာတာကိုလည်းအချက်လက်နဲ့တကွာစစ်စစ်ဖော်ထုတ်ခဲ့ပါတယ်။ ချုပ်ပြောရမယ်ဆိုရင်တော့မလာတဲ့ပြန်နိုင်ခဲ့တဲ့သတင်းတွေဟာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မူတည်ပြီးဖြန့်ဝေခဲ့တဲ့သတင်းအမှားတွေများစုပါဝင်နေတယ်လို့ AI နဲ့ဖန်တီးထားတဲ့သတင်းအမှားတွေနဲ့သတင်းအဟောင်းတွေကိုပြန်လည်ဖြန့်ဝေတာတွေ့ရပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့မလာအတွင်းပြန်နိုင်ခဲ့တဲ့သတင်းအမှားတွေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးတင်ပြခဲ့တာပဲဖြစ်ပါတယ်။ မြေစီမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစစ်ခြင်းတဲ့တင်းနေရှိခဲ့ရင်မြေစီမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.alliance/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစစ်ခြင်းတဲ့တင်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြေတားရက်ခံအပ်ပါတယ်။ဘလော့ဂ်မီဒီယာကိုဆက်လက်ကြည့်ဟန်ဖို့ပရိသတ်တွေထောက်ပံ့ပေးဖို့အကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာ Mama Wu Tin Chin ကို